င်္ဂလာပါရှင်မန္တလေးကသစ်ချန်နယ်နောက်ဆက်သတင်းကိုတင်ဆက်ပေးပါမယ် Astain Fine နေထုတ်ပေးဖို့ဆိုကို Trend လက်မှတ်ရေးတော် debut Astain Fine နေကိုလူသိရှင်ကြားဆန်းဆန်းလုံးလေးထုတ်ဝေပေးဖို့မိန်ကို American သမ္မတ Donald Trump ကလက်မှတ်ရေးတော် debut လိုက်ပါတယ် Astain Fine နေဆိုတာ2019တုန်းကထောင်ထဲမှာကိုကိုကိုဆောင်းစီရင်ထားခဲ့တန်ငယ်မရင်းသမားလူမောင်ကိုသမားစီးပွားရေးလုပ်ငန်းရှင် Jeffrey Astain ကိုစစ်စစ်မင်းမြန်ထားအမှတ်တမ်းနေဖြစ်ပါတယ် Astain ရလက်ရှိ American သမ္မတ Donald Trump ဘာဝင်ထင်ရှားနိုင်ငံသမားရဲ့အမှုပညာကျယ်ပွင့်နေ စီးပွားရေးလုပ်ငန်းရှင်တွေအနီးကပ်တဲ့ဆက်ဆံရေးရှိခဲ့သလိုလက်ရှိထုတ်ပြန်တိုင်းမှတ်တမ်းကြွမှာထရန့်အကြောင်းတွေပါနေခဲ့ကြအောင်လဲအဲ့ဒီဖိုင်တွေပေါ်လူလူစိတ်ဝင်စားမှုမြင့်တက်လာပါတယ်အထက်နဲ့အောက်လွတ်တော်နေရာလုံးက Stain file တွေကိုထုတ်ပြတင်ကြအောင်အစိုးရဥပဒေချမ်းကိုအတွေ့ပြုပေးခဲ့ပြီးနောက်တနေ့နိုဝင်ဘာလ19ရက်နေ့မှာ Trump ကဥပဒေပြည့်တန်တံပုံလက်မှတ်ရေးထိုးပေးလိုက်တာဖြစ်ပါတယ်။ဒါကြောင့်တရားရေးဝန်ကြီးဌာနရပ်ပေါင်း30တွင်အဲ့ဒီ file တွေကိုအစုံလင်ထုတ်ပြပေးရတော့မှာ။ အစတိန်ဖိုင်နီရဲ့စိတ်ပိုင်းတချို့ကိုယင်ကလည်းထုတ်ပြန်ခဲ့ဘူးပဲမဲ့အဆအဆုံးအဆုံးလင်ပေါ်ပြတာကိုတော့အမေရိကန်ဆွေကအစင်တဆိုင်ရင်းစုံနေခဲ့ပါတယ်ထွက်ပေါ်ခဲ့ပြီးသမျှအစတိန်ဖိုင်အပိုင်းစာတွေမှာထရန့်ရဲ့နာမည်ကိုယည်ညွှန်းတာတွေဆိုပေမဲ့အစတိန်ကျွလွန်ခဲ့မှုခဲ့တဲ့မကောင်းမှုတွေမှာထရန့်ကထထဝင်ပါပတ်သက်ခဲ့ဆိုတဲ့အထောက်အထားတော့မတွေ့ရဘူး အတိုင်းခံဒီမိုကရက်တစ်ပါတီဟာအက်စတိန်ဖိုင်နဲ့လုံးဆောင်ထုတ်ပြန်နိုင်ကိုအဓိကဦးဆောင်တောင်းဆိုခဲ့တာဖြစ်ပါတယ်။အမေရိကန်အလို့တော်အက်စတိန်ဖိုင်နဲ့ထုတ်ပြန်ပေးဖို့တောင်းဆိုတဲ့အက်စတိန်ဖိုင်များပွင့်လင်းမြင့်တိုင်းဥပဒေမူကြမ်းကိုထောက်ခံမဲ့121မဲကန့်ကွက်မဲ့1မဲနဲ့အပြတ်အသတ်တည်ပြုနိုင်ခဲ့ပါတယ်။အဲဒီကြောင့်ကိုအထက်လွှတ်တော်မှထပ်ဆင့်ဆွေးနွေးတဲ့အခါမှာတရားဝင်မဲကောက်ယူနေစရာမလိုပဲလွှတ်တော်တွင်ချင်းချင်းမရှိထောက်ခံမှုနဲ့အတည်ပြုခဲ့ကြတယ်။နောက်ဆုံးအဆင့်အနေနဲ့အဲဒီဆုပ်ကိုအသက်သွင်းပေးဖို့ထရန့်ကလက်မှတ်ရေးထိုးအတည်ပြုပေးလိုက်တာဖြစ်ပါတယ်။တရားဝင်ကြီးဌာနအက်စတိန်နဲ့ပတ်သက်တဲ့ စစ်ချက်အပြည့်စုံကိုအလက်တကူဒေါင်းလုဒ်ပြုလုပ်လို့ရတဲ့ digital file ဖြစ်တဲ့ရက်ပေါင်း30တွင်ထုတ်ပြန်ပေးရမှာပါ။ Einstein file နဲ့အရင်မှသူ့ကိုလာရောက်ဆက်နွယ်တာဟာ Democratic Party ရဲ့နိုင်ငံရေးထုံးနှံမှုတစ်ခုသာဖြစ်တယ်လို့ Trump ကအစဉ်တစိုက်ဝေဖန်နေခဲ့တယ်။နိုဝင်ဘာလ19ရက်နေ့မှာတကယ်တမ်းဘူးပေါ်သလိုပေါ်လာမှာက Democratic Party ဝင်တဲ့ Einstein ကဆက်နွယ်မှုတွေဖြစ်နိုင်ကြောင်းသူကအခုလေး Einstein file နဲ့ထုတ်ပေးဆိုပြချက်ကိုလက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း Trump ကလူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။ နိုဝင်ဘာလ19ရက်နေ့တုန်းကလည်းထရန့်ကအစတိန်ဖိုင်နီကိစ္စမှာသူကဘာမှပြဿနာမရှိကြောင်းအစတိန်ကဒီမိုကရက်တစ်တက်ဦးဖြစ်ပြီးဖိုင်နီထွက်ပေါ်လာရင်တကယ်တမ်းပြဿနာတက်မှာကဒီမိုကရက်တစ်ပါတီသားဖြစ်ကြောင်းမှတ်ချက်ပေးခဲ့တယ်။ထရန့်ကသူနဲ့အစတိန်တို့ဟာအရင်ကယင်းနှစ်ကျွမ်းဝင်ခဲ့ပူတာမှန်ပေမဲ့အစတိန်ချွလွန်ခဲ့ရတဲ့အတွက်ပြစ်မှုထင်ရှားကြောင်းပထမကြိမ်စီရင်ဆုံးဖြတ်တဲ့2008ခုနှစ်မတိုင်ခင်ကလေးကသူတို့နှောင်းဆက်ပြတ်နေခဲ့ပြီဖြစ်တယ်လို့ဖြေရှင်းထားပါတယ်။ပြီးတော့သူကအစတိန်ချွလွန်နေခဲ့ရာဆွေကိစ္စအကြောင်းတွေလည်းလုံးဝမသိဘူးလို့ညင်းဆိုထားပါတယ်။ဆက်လက်ပြီး မြန်မာနိုင်ငံကကြာရှုံးနိုင်ငံဖြစ်ပြီးကမ္ဘာ့ဆင်ရဆွေးမှုတွေရဲ့ဗဟိုချက်ဖြစ်လာနေကအမေရိကန်နိုင်ငံထဲမှာဒေါ်လာဘီလီယံချီကျပ်ဖြစ်လုံငန်းတွေမှာတဆင့်စစ်တပ်ကခိုးယူနေအမေရိကန်လွှတ်တော်မှဆွေးနေမြန်မာနိုင်ငံကြာရှုံးနိုင်ငံတော်ဖြစ်လာပြီးကမ္ဘာ့ရဆွေးမှုတွေရဲ့ဗဟိုချက်ဖြစ်လာနေကမြန်မာအကြံဖက်စစ်တပ်ကအမေရိကန်နိုင်ငံသားတွေထံမှကျပ်ဖြစ်လုံငန်းတွေမှာတဆင့်ဒေါ်လာဘီလီယံချီခိုးယူနေကြအမေရိကန်အောက်လွှတ်တော်မှပြုလုပ်တဲ့မြန်မာရင်းဆွေးနွေးပွဲမှာလွှတ်တော်အမတ်တင်တဲ့ကော်မတီဥက္ကဋ္ဌတွေကထုတ်ဖော်ပြောဆိုကြတယ်နိုဝင်ဘာလ10ရက်နေ့အမေရိကန်အောက်လွှတ်တော်မှာ No Exist Strategy Burma and Lux Sacris and Americas Limited Operation ထွက်ပေါက်မရှိမှာအပြောမြန်မာနိုင်ငံအဆုံးမရှိအကြက်တန်းနဲ့ American ကန့်သက်မှုရှိနေရွေးချယ်စရာတွေကောင်းစင်တဲ့စနစ်ပွဲမှာလွတ်တော်အမတ်တင်တဲ့ကော်မတီဥက္ကဋ္ဌတွေကထို့သို့ထုတ်ပေါ်ပြောဆိုကြခြင်းဖြစ်ပါတယ် အမေရိကန်လူတော်နိုင်ငံရဲ့အရှင်းအာရှနဲ့ပစိဖိတ်ဆက်ကော်မတီဥက္ကဋ္ဌယွန်ကင်ကမြန်မာနိုင်ငံကြားရှုံးနိုင်ငံတစ်ခုဖြစ်နေပြီးကမ္ဘာရာဇဝတ်မှုတွေပေါ်ကျဖြစ်လာနေကြောင်းမြန်မာလူရဲ့တဝက်ကျော်မှဆင်းရဲမွဲတင်မှုနဲ့နေထိုင်ကြရပြီးလူပေါင်း3.6တန်နီးပါးမှာပြည်တွင်းမှာနေရဆောင်ကထွက်ပြေးနေကြောင်းတမမများစွာသောလူတွေကအိန္ဒိယချင်းနိုင်ငံများသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြကြောင်းပြောဆိုတဲ့ နိုင်ငံတော်တနစ်ကွဲကြောင့်တော်လိုင်းအရာတွေကထင်ရှားအောင်မြင်မှုရရှိခဲ့တော့လဲဆီယနာရှင်အဖွဲ့ကကြမ်းကြမ်းခံနေဆဲဖြစ်ပြီးနိုင်ငံနေမြင်းနဲ့ဆရာကိုင်းတော်ခန့်ကိုဆက်လက်ထိန်ထုတ်ထားဆဲဖြစ်ကတိုက်ခိုက်အရာတွေကထုပမာနိုင်နစခန့်ကိုထိန်ချုပ်ထားကြောင်းမြန်မာနိုင်ငံမှာ2022ခုနှစ်ဆီယနာတိုင်းမီကရင်ကဆီယနာရှင်အဖွဲ့က၎င်းရဲ့တရားဝင်မှုကိုပုံမခိုင်မစင်တော့လှုံ့ဆော်ခဲ့ပြီး၎င်းတို့ကြောင်ဆောင်နေသည့်ဆဲပြောဆိုမှုတွေကိုပယ်ချခဲ့ကြောင်း၎င်းကဆက်လက်ပြောဆိုရတယ်။ မြန်မာဆီအနာရှင်အဖွဲ့ဖြစ်တဲ့စစ်တပ်က2025ခုနှစ်ဒီဇင်ဘာလမှာအနာရှင်အုပ်ချုပ်မှုကိုဒီမိုကရေစီလုပ်ငန်းစဉ်အတွင်လိမ့်လည်ဖုံးကွယ်အတွင်ပြောင်းရအတွက်ရလဒ်တွေကိုကျွတင်တက်မှတ်ထားတဲ့အယောင်ပြတ်ရေကောက်ပွဲတွေကိုကျင်းပစီစဉ်ထားကြောင်းထို့ရေကောက်ပွဲတွေကတရားဝင်မှုရဲ့အထင်မြင်ကိုဖန်တီးရန်ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီးတစ်ချိန်တည်းမှာမြန်မာဆီအနာရှင်တွေကတရုတ်နဲ့ရုရှားနိုင်ငံတို့နဲ့အထူးတွေ့ကဆက်ဆံရရှိကြောင်းလည်းကောင်းကအရှင်းပြတယ် တရုတ်နဲ့ရုရှားကလက်နက်တွေနဲ့ထောင်လိုင်းနီးပညာရေးနဲ့စစ်တပ်ကိုထောက်ခံခြင်းဖြင့်ဆင်အောင်မှုများစွာကိုအထောက်အကူပြုနေကြောင်းအမေရိကန်ပြည်သူ့နေဖြင့်လူ့ခွင့်ချုပ်ဖောက်မှုနဲ့အာဏာရှင်အုပ်ချုပ်မှုဆိုင်ရာကျွလုံမှုနှစ်ခုလုံးကိုပြည့်ပြတ်တတပြောဆိုရတဲ့လုံဆောင်ရတဲ့ကိုကျင်တရားဆိုင်အတောင်ဝေးတရားရှိနေကြောင်းဆိုပါတယ်မြန်မာနိုင်ငံအတွင်းလည်းဖက်နဲ့ဆင်အောင်ရှင်အဖွဲ့နဲ့ဆက်ဆက်နေတဲ့ကြားဖြင့်ကွန်ကရစ်တွေကိုအမေရိကန်ပြည်သူတွေကိုပြစ်မှတ်ထားပြီးအမေရိကန်ခွင့်ထမ်းနေထမ်းမှတနည်းလျင်ဒေါ်လာဘီလီယံပေါင်းများစွာခေါ်ယူနေကြောင်းအီယန်ဘုံငွေတွေကနိုင်ငံဖြတ်ကြောင်းရာဇဝတ်ကွန်ရက်များအတွက်တာမက ဆရာနာရှင်အဖွဲ့အိတ်ကက်တွေကိုဆက်လက်ဖြစ်တင်ပေးနေကြောင်းကွန်ကရစ်လွှတ်တော်ကအမေရိကန်နိုင်ငံသားတွေရဲ့ကြိုးစားရှာဖွေထားတဲ့ငွေစုတွေကိုကာကွယ်အတွက်ချက်ချင်းစာမျိုးဆက်လက်ပြောဆိုရင်မြန်မာနိုင်ငံရဲ့လူသားချင်းစာနာထောက်ထားမှုဆန်ဘေးရနဲ့အရှိတောင်အာရှရှိ၎င်းမဟာပြောင်မြောက်အရေးပါမှုနဲ့လက်ရှိစစ်ပွဲကြောင့်တမန်အမေရိကန်တွေပေါ်ဖြစ်ပေါ်နေတဲ့ဆိုကြတဲ့အလုံးကအမေရိကန်ပြောင်းစဲမူဝါဒကိုထိကြစွာပြန်လည်တုံ့တန်လွှဲနေကြောင်းသူကထောက်ပြပါဗျာအလားတူအမေရိကန်အောင်လို့တော့ ိုင်ငံသားရေးကော်မတီရဲ့တောင်အာရှနဲ့အလဲအာရှဆက်ကော်မတီဥက္ကဋ္ဌကလည်းမြန်မာစစ်တပ်က2021ခုနှစ်ဖေဖော်ဝါရီမှာဒီမိုကရေစီနည်းကျရွေးကောက်တင်ပြထားရဲဆိုရကိုစစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းဒီမိုကရေစီလိုလားသူတွေဆန္ဒပြမှုတွေနဲ့အထွေထွေသပိတ်တွေကဆေးဆွဲရန်ကနှိမ်နှင်းမှုကိုဖြစ်စေခဲ့ကြောင်းဆန္ဒပြတွေနဲ့ရခိုင်ကရွေးချယ်တင်မြောက်ခံခဲ့ရတဲ့ခေါင်းဆောင်တွေကိုတပ်ဖြတ်ခြင်းကြောင်းများ ITP scan တွေနဲ့အရက်ဖတ်ခြေကန်ဆောင်တွေကိုနေကြောင်းမှတိုက်ခိုက်ခြင်းတွေစစ်တပ်ကလှုပ်ဆောင်နေကြောင်းထောက်ပြတယ်။အမေရိကန်လွှတ်တော်မှတ်တွေကမြန်မာရေးစင်းနေရာမှာစစ်တပ်ကရဲသားပြည်သူတွေကလေးတွေကို နေကြောင်းနဲ့ပုံကျဲတက်ဖြတ်နေခြင်းကျင်းရတဲ့လူနဲ့အိမ်တွေကိုစစ်တပ်ကမိရှုဖြတ်စီးပြီးစစ်ပေးရှောင်ပြည်သူတန်းချီထွက်ပြေးနေရကြောင်းလက်ရှိအာဆီယံဘုံသဘောတူညီချက်၅ချက်ကအလုံးမဖြစ်ဘဲအမေရိကန်နေဖြင့်အာဆီယံဘုံသဘောတူညီချက်အတိုင်းမဟုတ်တော့ဘဲမိမိကိုယ်ပိုင် policy နဲ့သွားတင်နေဖြစ်ကြောင်းထောက်ပြတယ်။ ။အကြဘက်စစ်တပ်က KK ဘက်ကိုရှင်းလင်းနေခြင်းမှာလည်းအယောင်ပြတာဖြစ်ပြီးတပ်တွေတွေကိုဖျောက်ဖျက်နေခြင်းဖြစ်ကြောင်းအဓိကကြားဖြတ်တရုတ်တွေကိုခေါ်ထုတ်ပြီးအရေးယူမှုမရှိဘဲကြားဖြတ်လုပ်ငန်းတွေကိုဆက်လက်လက်ပတ်နေခြင်းဖြစ်ကြောင်းကျခင်နှစ်တွေမှာစစ်တမ်းနဲ့မဟာမိတ်လက်နက်ကင်တပ်ဖွဲ့တွေကအမေရိကန်ဒေါ်လာ10ဘီလီယံကျော်အမြတ်အစွန်ရရှိသွားကြောင်းမြန်မာနိုင်ငံကမ္ဘာပိန်ထုတ်လုပ်မှုနဲ့မွေးရဆေးဝါးထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်ကြောင်းအမေရိကန်အောက်လွှတ်တော်မြန်မာရေးဆွေးနွေးပွဲမှာမစ္စတာစရီရော့စ်ကထွက်ဆိုသွားပါတယ် ဆက်လက်ပြီးကေယုံမှာစစ်တပ်ကပြစ်ခတ်မှုလုံဆောင်နေပြီးစစ်ကြောင်းထုတ်လာတဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိကတောင်းနဲ့ချီသောပြည်သူတွေစစ်ဘေးရှာအထွက်ပြေးနေရဇကိုင်းတိုင်းကေယုံမြို့နယ်မှာစစ်တပ်ကပြစ်ခတ်မှုတွေနဲ့စစ်ကြောင်းထုတ်လာတဲ့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိကတောင်းနဲ့ချီသောပြည်သူတွေစစ်ဘေးရှာအထွက်ပြေးနေရကြောင်းဒေသပြည်သူတွေကပြောတယ်နိုဝင်ဘာလ19ရက်နေ့စစ်တပ်ကခင်ဦးကံဘလူရေဦးဆက်ကတဆင့်ခင်ဦးမြင့်နယ်တွင်ကိုဝင်ရောက်လာကြောင်းစစ်ကြောင်းထွက်မှာပထမအောင်ဆောင်လက်နက်ကြီးဇာတိုက်ပစ်ခတ်ပြီးမှဝင်ရောက်စစ်ကြောင်းထွက်လာခြင်းဖြစ်ကြောင်းစစ်တပ်ပစ်ခတ်မှုကြောင့်ပြည်သူတုံးထမင်းတိုက်ခိုက်တဲ့ရရှိထားပါတယ် ကင်ဦးမြို့နယ်အင်းပတ်ရွာကိုစစ်တပ်ကလက်နက်ကျင်းနဲ့ပစ်ခတ်မှာရေဦးမြို့ပေါ်ဆယ်မြောင်းယုံစခန်းအတွင်းထိုင်ချထားစစ်သားတွေကလက်နက်ကျင်းနဲ့ပစ်ခတ်ခြင်းဖြစ်ပေါ်နေ။စစ်တပ်ကစစ်ကြောင်းထုတ်လာမှုကြောင့်ကပ်ဘလူမြို့နယ်နဲ့ကင်ဦးမြို့နယ်ရှိကြောက်တိုင်းကြည်စုဝတ်တိုအိုင်ပေါင်းချောင်းရှင်တိုင်းငားယုံကြီးရှာတော်မုံလတာဝတိမြင်းကျတရက်ကုံကျွန်းတော်ကြီးကျွန်းတော်လေးဝင့်ရင်ဆိုင်ကျဲ့ပေါ်များစွာပြည်သူတောင်းချင်နေတဲ့ဆွန်ကထွက်ပြေးနေရပါတယ်။ဆလာဗီရှိကပ်ရွှေပေါကံမျိုးတဲ့ရက်ွက်ရုံမှာအုပ်ချင်းနဲ့ပြွေရောင်းနေချင်းပြောင်းစားနေဖက်ပောက်ွက်တိုက်ခိုက် ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ရှင်ဘောက်ကမြို့တင်ရက်ကွက်ရုံကိုလက်ပစ်ဘုံနဲ့မိုင်းနေတဲ့တော့ဖောက်ခွက်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမေဖွဲ့တောင်းရှိသူကပြောတယ်။နိုဝင်ဘာလ၁၀ရက်နေ့မနေ့ညပိုင်းကစီရင်မရှင်ကိစ္စတခုနဲ့အပြောက်ကြားတဖက်ဝင်နေအပြင်သွားရောက်ရင်းအတူရောင်ရင်ကောက်ဘွဲကိုကိုကြီးလှောက်ဆောင်ပေးနေအဲ့ဒီရက်ကွက်ရုံကမှတလက်စာနဲ့ဖောက်ခွက်တိုက်ခိုက်ခဲ့ပါတယ်။ရက်ကွက်ရုံတွင်အောက်ဆော်ရုံမှနဲ့ပြူစောတဲ့ရောက်ရှိချင်းလက်ပစ်ဘုံတလုံးပြစ်ခဲ့ပြင်းအပြစ်မိုင်းနှလုံးနဲ့ဖောက်ခွက်ခဲ့ကြောင်းစေအုပ်စုဘက်အထိကိုင်းမှုတွေရှိနိုင်တယ်။ ဒီတိုက်ခိုက်မှုမတိုင်ခင်တရက်ကလည်းလှဲကုန်းမြို့မြွတ်နဲ့ဇေယကွန်းရက်ကွန်းရုံစစ်ဝါနှစ်ဖွဲ့ကပဲအလားတူသောပောက်ခွဲတိုက်ခိုက်ခဲ့တဲ့ရန်ကုန်အာမေအပါဝင်ပြောကြားတပ်ဖွဲ့ရဲ့ဆစ်အဆွေအတွေ့အကြုံကောက်ပွဲကိုစန့်ကျင်ကြောင်းနဲ့ပအဝင်ပတ်သက်သူတွေကိုပြင်းထန်တဲ့တိုက်ခိုက်တော်မယ်လို့တည်လင်းပြောဆိုထားကြပါတယ်ဒီအတွက်မကြာခဏဆိုသလိုရက်ွက်ရုံနဲ့အုတ်ချုံရုံမူရုံတွေနဲ့လက်ရှိတွေ့ရရွေးကောက်ပွဲဝင်ပြိုင်ပွဲပါတီရုံတွေတိုက်ခိုက်ခံလာတာဖြစ်ပါတယ်။နောက်ဆက်အပင်ကြရအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။